ြားဖြက်ဆိုရကခေါင်းဆောင်ယူနော့သူ့အနေနဲ့တန်တမန်ကြီးမပားနိုင်ဘူးဆိုရင်ဘင်္ဂလားဒေ့နိုင်ငံဒီအမေရိကန်နဲ့တိရွယ်ခြားတဲ့မှာမြေဟိစာပင်ဖြစ်လိမ့်မယ်ထပ်ပြီးပြောမယ်ဒီကိစ္စပေါ်မှာဒီကခေါင်းအေးအေးထားပြီးတော့စဉ်းစားရမှာဘင်္ဂလားဒေ့ဖြစ်တယ်ဘင်္ဂလားဒေ့နိုင်ငံကနော်တန်တမန်ကြီးမပားနိုင်ဘူးဆိုရင်အမေရိကန်နဲ့တိရွယ်ခြားတဲ့မှာမြေဟိစာပင်ဖြစ်ပြီးတော့ဘင်္ဂလားဒေ့ဒီစစ်တလင်းဖြစ်လိမ့်မယ် ဘင်္ဂလားဒေ့နိုင်ငံကစစ်တလဲဖြစ်နေမယ်အခု9မြင်းဆောင်စစ်စီရေပြောတဲ့အတွက်အဲ့ဒီအညာကနေဖြစ်ပြောင်းနေထိုင်လာတဲ့လူတွေအိမ်ငှားနေဖို့တောင်မှကျောတခင်းသာနေရငှားနေဖို့တော့ကိုးမြင်းဆောင်ဖြစ်နေတဲ့အခက်ခဲဖြစ်တယ်။မိကလေးတွေဘဝ ကိုဘဝကိုအနာကလုံချုံမှုရှိဖို့အလုတ်ကင်ခွင့်လဲရှာရင်တော့မှပတ်ပုံတင်ကကိုမြင်ဆောင်ကင်ထားရဲဆိုပြီးအလုတ်ကင်ခွင့်လဲနေလိုက်ဒီလိုမျိုးကိုမြင်ဆောင်တွေကိုလုပ်ငန်းရှင်တွေကအလုတ်မပေးဘူးဆိုရင်လုပ်ငန်းရှင်တွေအမှားမဟုတ်ဖဲနဲ့အဲ့ဒီကိုမြင်ဆောင်အကုန်လုံးဒုက္ခရောက်အောင်ကိုမြင်ဆောင်စစ်စင်ရေးလို့နံပါတ်ပေးထားတဲ့အကြံဖတ်သမားတွေအကြောင်းသာဖြစ်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြန်မာစစ်တပ်နဲ့တန်တမန်အဆက်အသွယ်ဖြတ်တောက်လိုက်တဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကို အထူးတတိပေးလိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာမင်္ဂလာပါမျိုးတို့ရေကျွန်မမကုတုမာသေးပါရှင်ဒီနေ့နောက်နေ့ဆန်ကားခုနေ့မေလ30ရက်နေ့ဖြစ်ပါတယ်ကျွန်မအန်ဆုံးပေါက်နေတဲ့ကျွဲ့စကားအကျဉ်းပြောလို့မရတဲ့အတွက်စကားတန်နေနဲ့တွန်းနေလို့ရှင်အသိခံပေးပါဦးခုစွာမြေတားရခံပါရေဒီထဲကျွန်မ line မတုံးဖြစ်ဘူးတရင်နေမတင်ဖြစ်ဘူးအကြောင်းရင်းကတော့ကျွန်မအန်ဆုံးပေါက်နေတာအန်ဆုံးပေါက်နေတော့စကားအများကြီးပြောလို့မနာနားရည်လေးတော့အဲ့ဒါကြောင့်မလို့ပါ ဆိုတော့ဒီနေ့ကျွန်မတို့ပြောမယ့်အကြောင်းအရာကတော့ဘင်္ဂလားဒေ့နဲ့ကျေးရင်းနဲ့ကိုမျိုးဆောင်ညမျိုးဆစ်စင်ကြီးအားလုံးဒီနေ့အားလုံးပြောပြီးသားကိစ္စတခုဘင်္ဂလားဒေ့ကနေပြီးတော့တန်မတ်နဲ့ဆက်တမ်းမှုပြန်ခေါ်ရပေါ့ဒီကိစ္စပေါ်မှာဘင်္ဂလားဒေ့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောဆိုမှုကသူတို့မှာပုံမှန်အစီရင်ခံစရာပုံမှန်တင်ပြစရာပုံမှန်တနမန်စီဝေးရှိလို့ပြန်ခေါ်ရခြင်းဖြစ်ပါတယ်အစီဝေးပြီးတဲ့အခါမှာတန်မတ်ကိုမြန်မာပြည်ကိုပုံမှန်တိုင်းတာဝန်ထမ်းဆောင်ဖို့ပြန်ပို့ပါမယ်လို့ဘင်္ဂလားဒေ့နိုင်ငံခြားရေးဝန်ကြီးဌာနကတရားဝင်ထုတ်ပြောထားတာရှိတယ် ထပ်ပြီးပြောပါမယ်။ဘင်္ဂလားဒေ့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောဆိုမှုကပုံမှန်တင်ပြစရာတန်တမန်အစည်းအဝေးရှိလို့အတန်အမှတ်ကိုပြန်ခေါ်တာအစည်းအဝေးပြင်ပြန်ဖို့မယ်။ ဒီကိစ္စပေါ်မှာတခြားသောပြည်ဖက်တီကျွန်တော်တို့လာစားကအရှိုးရကိုမယိုင်နဲ့အသွားမယိုင်နဲ့လက်အောင်ထူးနေတဲ့လူတွေကြတော့ဘင်္ဂလားဒေ့ရဲ့မြန်မာနိုင်ငံကမှတန်တမာကြီးဘလို့ဖက်ခဲချက်တွေဖြစ်နေတာပြီဆိုတာမျိုးတွေပြောကြတာရှိတယ်။ဒါပေမဲ့ကျွန်တော်တို့တတိတစ်ချက်ထားရမှာရှိပါတယ်။အဲ့ဒါဘာလဲလို့နေလို့ချင်ဘင်္ဂလားဒေ့ရဲ့အမျိုးသားလုံးချုပ်ရေးအကြံပေးပုဂ္ဂိုလ်ကသူတို့ဘင်္ဂလားဒေ့အရှိုးရကအေအေနဲ့ဈာမထိထွက်ဆက်ဆံမှုရှိပါတယ်လို့တရားဝင်ထုတ်ဖော်ပြောဆိုထားတာရှိတယ်။ဒီအချက်ကိုကျွန်တော်တို့တတိထားဖို့လိုပါတယ်။ဒီကိစ္စကကျွန်တော်တို့မှာတိတ်တဲ့ပြဿနာမကြီးပါနဲ့။အဲ့ဒီဘင်္ဂလားဒေ့မှာနောက်လက်ရှိသူတို့ဈာဖြတ် ဆိုရကခေါင်းဆောင်ယူနော့သူ့အနေနဲ့အတန်တမန်ရေးမပားနိုင်ဘူးဆိုရင်မင်္ဂလာတဲ့နိုင်ငံဒီမမေးကြတဲ့တိဥရဲ့ချားထဲမှာရေးအေးစားပဲဖြစ်နေမယ်ထပ်ပြီးပြောမယ်ဒီကိစ္စပေါ်မှာဒီကခေါင်းအေးအေးထားပြီးတော့စဉ်းစားရမှာဘင်္ဂလားဒေ့ဖြစ်တယ်ဘင်္ဂလားဒေ့နိုင်ငံကနော်တန်တမန်ကြီးမပါနိုင်ဘူးဆိုရင်အမေရိကန်နဲ့တိဝယ်ချားတဲ့မှာအမေရိကန်ပဲဖြစ်ပြီးတော့ဘင်္ဂလားဒေ့ဒီစစ်တလင်းဖြစ်နေမယ် င်္ဂလာဒေ့နိုင်ငံကစစ်တလဲဖြစ်နေတယ်။လက်ရှိမှာဘင်္ဂလားဒေ့ရဲ့အင်အားအကြီးဆုံးသောအမျိုးသားရေးပါတီအတိုက်ခံအမျိုးသားရေးပါတီနဲ့ဘင်္ဂလားဒေ့ရဲ့စစ်အုပ်ကြီးချုပ်ကိုယ်တိုင်ကလက်ရှိဘင်္ဂလားဒေ့ခေါင်းဆောင်ကိုသူတို့တတိပီးပြောဆိုထားတာရှိရတဲ့အတွက်ဒီကိစ္စပေါ်မှာဆက်ပြီးတော့ကျွန်တော်တို့ နာဆာကဆိုရင် state actor ကိုဖယ်ပြီးတော့အေးအေးလို့ next state actor နဲ့ဘင်္ဂလားဒေ့ကဆက်ပြီးဆက်သွဲနေမယ်ဆိုရင်အမေရိကန်နဲ့တရုတ်ရဲ့အားပြန်မှုမှာပုံပြီးတော့ဝင်ပါနေမယ်ဆိုရင်ဘင်္ဂလားဒေ့မှာစစ်တပ်ကအာဏာထပြီးတိမ့်လိုက်တဲ့အထိနိုင်ငံကြီးအပြောင်းအလဲတွေဖြစ်နိုင်တယ်။စစ်တပ်ကအာဏာထသိမ်းရင်သိမ်းမသိမ်းလို့ရှိရင်လက်ရှိဘင်္ဂလားဒေ့ဝန်ကြီးချုပ်ယာယီဆိုရကောင်းဆောင်ယူလို့ဂျာတူးကနေပြီးတော့သူကိုယ်တိုင်နှုတ်ထွက်ရလောက်တဲ့အထိနော်ဒုတိယဂျပန်ကဒုတိယရှင်ဆိုခါပဲလို့လို့ နှုတ်ထရရောက်တဲ့အထိအပြောင်းလဲလို့ဖြစ်နိုင်ပါတယ်။နေဆက်ရေးနဲ့ပတ်သက်လို့ကျွန်တော်တို့ထပ်ပြီးသတိထားရမယ့်အချက်တစ်ခုရှိပါတယ်။အဲ့ဒါပါလဲဆိုတော့အခုပြခဲ့တဲ့နေဆက်ရေးတွေကထိုင်းစစ်တပ်နဲ့ကမ္ဘောဒီးယားစစ်တပ်နဲ့နေဆက်မှာကင်းဆောင်ရင်းနဲ့နေဆက်ပိုင်နဲ့အငင်းပွားမှုဖြစ်ပြီးတော့ပြန်လည်ပြတ်ခတ်မှုဖြစ်တယ်။အခု28ရက်နေ့ဖြစ်သွားတာနော်ထိုင်းစစ်တပ်နဲ့ကမ္ဘောဒီးယားစစ်တပ်နဲ့အပြန်အလှန်ပြက်ကမှုတွေဖြစ်ပြီးတော့လက်ရှိမှာကမ္ဘောဒီးယားဘက်ကလည်းစစ်တပ်တွေဖျက်ချထားတယ်ထိုင်းဘက်ကလည်းပဲအဲ့ဒီနေဆက်စီးမြင်းမှာစစ်အင်အားဖျက်ချပြီးတော့နှစ်ဖက်ဆက်ပြိုင်ပြီးတော့ဆက်ဆိုင်ထားတဲ့အနေအထားမှာရှိပါတယ် မ္ဘောဒီးယားနဲ့ထိုင်းနဲ့နယ်စပ်အငင်းပွားမှုဖြစ်ပြီးတော့နယ်စပ်မှာပြစ်ခတ်မှုဖြစ်တယ်လက်ရှိမှာနှစ်ဖက်ဆက်ဆိုင်ထားတဲ့အနေအထားမှာရှိတယ်ဆိုတော့ကျမတို့ကလက်ရှိမှာကဘာကြီးကိုမရောက်ကြည့်မယ်ဆိုရင်ကျမတို့အိမ်နီးချင်းအနီးနားမှာတင်နယ်စပ်အငင်းပွားမှုပြဿနာကြီးအင်မတန်ကြီးကျယ်နေတာဖြစ်တဲ့အတွက်ကျမတို့ကမျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုပါတယ်ဒါပေမဲ့ဒီဖြစ်မိတာတွေကအဲ့ဒီလိုမျိုးတရင်မျိုးဖုံးခွက်ထားတယ်ဖုန်းဝင်ထားပြီသူတို့ကပြောတယ်လေအထိုင်းမြန်မာနယ်စပ်မှာ KNU ကစစ်တပ်စခန်းတွေကိုဘလို့တိတ်လိုက်တယ်ဆိုတာလောက်ကိုသူတို့ကပြဝါရဖြန့်ကြတာเนาะတကယ်ဒီလိုအရေးကြီးတဲ့ကိစ္စတွေကြာသူတို့ဖုံးဖိထားကြတယ် เนาะဒီလိုနေရာမှာဆိုလို့ရှိရင်လေ KNU ကဘယ်လိုမျိုးစခန်းသိမ်းလိုက်ပါရဲဘယ်လိုအောင်ပွဲတွေရပါရဲပဲပြောရဲအဲ့ဒီ KNU နေမြေမှာလူတတန်းကျော်စစ်ပီးဒုက္ခတွေဘဝမှာအိုးမဲ့အိမ်မဲ့အစားမဲ့အချေးမဲ့အနေမဲ့အစားတောက်တွေမဲ့ပုဒ်တော်ကြေးဝါးတွေမဲ့เนาะငမွန်ခေါမတဲ့ကတ်တွေဆိုင်နေတဲ့ဒုပိတ်တန်လာကက်တတနာကက်ယောကန်နာကက်ဆိုတဲ့ကတ်သုံးပါးကိုကြုံတွေ့ပြီးတော့ဒုက္ခအကြီးကျယ်ရောက်ပြီးဆင်းရဲတွေနဲ့နေတဲ့ပကတိရှိတရားကိုဖွင့်ဝေထားကြလာရှုမျိုးနဲ့နန်းလုတ်ရွာအနီး NNDAA ကိုကန်နဲ့ SSA တိုက်ပွဲမှာကိုကန်တစ်ဖက်က၈ယောက်ကြရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးခရိုင် လာရှိုးမြို့နယ်ပုံထွန်ကျေးရွာအုပ်စုနန်းလုံရွာအနီးမှာ NNDAA တပ်ဖွဲ့နဲ့ SSA တပ်ဖွဲ့တို့အကြားထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားကြောင်းဒေသခံတွေစီကသိရပါတယ်။ဟန်နာဆိုတာလာရှိုးအကျော်စစ်အင်နာဘာကြောင့်တိုက်ပွဲဖြစ်တာလဲတော့မသိဘူး။ခုဇွန်လတရက်နေ့ညနေချနေကြတယ်လို့ဒေသခံအမျိုးသားတယောက်ကပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးခရိုင် လာရှိုးမြို့နယ်ဟန္နာကြီးရွာအုပ်စုနားလိုင်ရွာ အနောက်ဖက်ချမ်းအထွက်ဖက်မှာဒီနေ့ဇွန်လ၁ရက်နေ့မိုးလွယ်ပိုင်းတနာရီနဲ့နှစ်နာရီခွဲဝန်းကျင်ခန့်က SSA စစ်ကြောင်းကို ANDAA တပ်မအမှတ်600လက်အောက်ခံတပ်ဖွဲ့ကခြုံကိုဝင်ရောက်တိုက်ခိုက်ခဲ့လို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း SSA ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်း NNDAA တပ်ဖွဲ့ဘက်ကတပ်သား၈ယောက်ကြာဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိကညနေ၄နာရီခန့်မှာတော့ဟန်နာရွာဘက်ကို NNDAA တပ်ဖွဲ့ကထပ်မံထိုးစစ်ဆင်ခဲ့လို့တိုက်ပွဲဆက်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။စိန်ကြော့ဆောင်ကျဲဟန်နာပန်ညူနာမခေါ်တွေကတော့ NNDAA နဲ့တက်ဆိုင်တဲ့နေရာမဟုတ်ပဲအရင်ကတည်းက SSA ရရှိနေတဲ့နေရာဖြစ်တယ်လို့ဒေတာခန်တွေကပြောပါတယ်။နားလိုင်ရွာ၊ဟန်နားရွာ၊ဟိလွန်းရွာ၊ကောင်းကောရွာတွေထဲကဒေတာခန်တွေကတိုက်ပွဲဖြစ်ပွားနေချိန်တိုက်ပွဲပြီးလို့ရဘက်ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း SSA ကဖော်ပြထားပါတယ်။ညနေပိုင်း9နာရီခန့်မှာ ANDAA တပ်ဖွဲ့ကတိုက်ပွဲဖြစ်ပွားတဲ့နေရာကနေပြန်လည်ဆုတ်ခွာသွားပြီးတိုက်ပွဲငြိမ်နေပေမဲ့နှစ်ဖက်အင်အားထပ်ဖြည့်နေကြောင်းလည်းဖော်ပြထားပါဗျာ။ ပကတိလက်ရှိကျန်းယူနေမြေမှာလူတတန်းကျော်စစ်ပီးဒုက္ခတဲ့တတန်းကျော်ရှိတယ်။မိုးရသည်မှာဘလောက်တောင်ဒုက္ခရောက်လိုက်လဲ။နေထိုင်မှုနော်သူတို့ရွက်ပြင်တဲ့နေနဲ့ဖြစ်တယ်လို့နေရတယ်။လေလူနေမှုတွေမပန်းရှင်းတဲ့အတွက်အေးဒါယောဂတွေဖြစ်တယ်။ကူးဆက်မြအေးဒါယောဂတွေဖြစ်တယ်။ဝမ်းပြဝမ်းလျှော်ယောဂတွေဖြစ်တယ်မယ်။ခလေးတွေတွလုံးတုပ်ခွေးဖြစ်မယ်။လူကြီးတွေငှက်ဖြာယောဂဖြစ်မယ်။ဖြစ်တဲ့ယောဂကိုကုသမြစီးရောမရှိတဲ့အတွက်မတည်တဲ့မဲ့အသေးအသက်တွေထပ်ပြီးတည်ရတယ်။ ဒီလိုမျိုးလူတို့ရဲ့ဒုက္ခတွေကိုမျက်ကွယ်ပြုပြီးတော့ KNU ကဘယ်လိုစကမ်းကိုဘယ်လိုသိမ်းပါလဲဆိုတာမျိုးကိုသာဦးစားပေးပြီးပေါ်ပြကြမယ်ဆိုရင်ခဏတူကအမဲ့တဲ့မိမိဒေတာမှရှိတဲ့မိမိလူမျိုးစုကိုမျက်နှာမှုနဲ့လက်နက်ကင်တော်လှန်မှုမဟုတ်ဖ ೇನೆ ကိုတို့ဦးတယောက်ကောင်းစားရေးအတွက်လက်နက်ကင်ပုံကန်ကြတဲ့ကျင်းမြောင်းတဲ့လူမျိုးကြီးအစွန်းရောက်နေတဲ့လက်နက်ကင်တွေပါဖြစ်တယ်။အေးဆိုရင်လည်းတို့ပဲ။ အေရကဟာကြောက်ဖြူမှာအေရကဘယ်လိုမျိုးတိုက်ခိုက်သိမ်းပိုင်နိုင်ပြီပြောရင်အဲ့ဒီရခိုင်ပြည်နယ်မှာအေအေရဲ့တိုက်ပွဲကြောင့်လူ6သိန်းကျော်ဆစ်ပြီးဒုက္ခတွေပေါ်မှာရောက်ပြီးတော့အဲ့ဒီလူ6သိန်းကျော်အစားတောက်တယ်မရှိနော်ယောဂတွေဖြစ်ကုသကြယောဂယောဂတွေကိုခုတည်းကဆေးဝါးမရှိလို့ဒုက္ခပင်လဲဝေနေတာကိုခင်ဗျားတို့ဖုံးပြထားကြတယ်ဒါကြောင့်မို့လို့အေအေကရခိုင်လူတို့ကိုမျက်နှာမူတယ်လက်လက်ကြိုက်တယ်အဖွဲမဟုတ်ပဲနဲ့ရခိုင်တွေကိုလူမျိုးရေပန်းပြနေတဲ့စစ်သူကြောင့်ဖြစ်တာဖြစ်တယ်နောက်တစ်ခုကကိုမြင့်ဆောင်ညာမင်းစစ်စင်ကြီးကိုမြင့်ဆောင်ညာမင်းစစ်စင်ကြီးကို ဗမာဗတဲ့အညာသားဗတဲ့ဒီကိုလိုမျိုးမိမိတို့ဒေတာပျက်စီးရပျက်စီးကြအောင် လုပ်နေကြတယ်။ဘာမှမလုပ်သူတို့ပြောတာကရှမ်းမဆက်ချင်းလေး ရှမ်းမဆစ်စင်ရေးနဲ့ပလောင်ကသူအညာဗတ်ဒီဘက်ကကိုတိုက်တော့မှမနေ့လေး PDF ကိုရှမ်းမဆစ်စင်ရေးအမိနဲ့ပလောင်လေးကကိုတိုက်တဲ့အတွက်မနေ့လေးကိုတင်းတော့မှလို့ပြောတယ်။အဲ့ချိန်မှာပလောင်လေးကိုတိုင်ကပလောင်ငိုးတဲ့နောင်ချုံဖြစ်ပြီးတော့နောင်ချုံမှာအလောင်းချင်းပုံထပ်ပြီးပလောင်လေးကိုတိုင်တင်းကြိုင်းနေဘူးနော်။တင်းကြိုင်းကမှအယိုးတွေထက်နေတဲ့အခါကျတော့ရှမ်းမဆစ်စင်ရေးမဟုတ်တော့။ဘာမှဆိုပြောတာရွှေပြည်သူဆစ်စင်ရေးနဲ့မန္တလေးကိုတင်းမယ်။လက်ထိုက်အောင်ဆစ်စင်ရေးနဲ့မန္တလေးကိုတင်းမယ်။ ကြည့်လို့မျိုးလေးတလုံးမို့တလုံးပြောကြတယ်။ဆိုဒီ free window စစ်စင်ကြီးရောနန်ထိုက်အောင်စစ်စင်ကြီးကိုရှမ်းမစစ်စင်ကြီးကိုဒီတော့ဘုံမှာတိတ်ပြီး trade မပြောချင်ပေမဲ့ခင်ဗျားတို့ကကြားကြမယ်စိတ်ချွတ်တာကျွမ်းမပုံမပေါ်လို့မပြောချင်ပေမဲ့လက်ရှိသူတို့ပြောလိုက်တယ်ကိုမြင်းဆောင်ညာမစစ်စင်ကြီးဆိုတာကပြီမမှာနေနေတဲ့ကိုမြင်းဆောင်နဲ့အကုန်လုံးဒုက္ခကြီးကြောက်သွားကြတယ်။ပြီမမှာကောင်းကောင်းကောင်းဝယ်လှုပ်ရှားနေတဲ့ကိုမြင်းဆောင်နဲ့ကိုယ်ကထိတ်ချင်းလာကြတယ်။တွားရတွားတာလာတာနောက်ကျုံးမလုံးနဲ့ဘောကိုရှောက်လာကြတယ်။ အညာမှာရှိဖြစ်တဲ့အတွက်နော်ရန်ကုန်ကိုပြေးလာတယ်မန္တလေးကိုပြေးလာတယ်ပြေးလာတဲ့ရန်ကုန်ကိုပြေးလာတယ်မန္တလေးမှာနော်အိမ်ငှားနေဖို့မှတ်ပုံတွေသွားပြမယ်တကောင်ရှင်းပြမယ်ကိုမင်းဆောင်ဖြစ်နေတယ်ဆိုရင်အဲ့ဒီလူတည်းရဲ့နေထိုင်ရေးနောက်ကျောမလို့ဖြစ်လာတယ်အလုံကံသွားရှောက်မယ်ဥပမာအညာသူလေးတွေစိတ်ရောလုံးရောသွားပြီးရှောက်မယ်အညာသားလေးတွေအလုံငန်းခွင်ဝင်မယ်မှတ်ပုံတွေကြီးလိုက်တယ်ကိုမင်းဆောင်ဖြစ်နေတယ်အဲ့ဒီလိုလူမျိုးကိုဘယ်အလုံငန်းရှင်ကအလုံခံမလဲ အဲ့ဒီလိုလုပ်ငန်းရှင်ကကိုမြင့်ဆောင်မှတ်ပုံနဲ့ကင်တဲ့လူတွေကိုအလုံးမခံဘူးဆိုလို့ရှိရင်ခမားတို့ကဟာဘာဖြစ်တယ်ညာဖြစ်တယ်ညာဖြစ်တယ်ဘာဖြစ်တယ်ဆိုပြီးတော့မကောင်းပြောချင်အောင်မယ်အမေရိကန်တို့အဲ့ဒီကိုမြင့်ဆောင်မှတ်ပုံနဲ့ကင်ဆောင်လာတဲ့လူတွေတွားရေးလာရေးအနေအကျအသေးချက်ဖြစ်အောင်ခမားတို့ကိုယ်တိုင်လုပ်နေကြတယ်တခြားနာမည်ပေးတာမျိုးကျွန်မရှမ်းမစစ်စီရင်ခင်ဗျားတို့နာမည်ပေးတယ်ဖြူပီဆိုးစစ်စီရင်နာမည်ပေးတယ်နတ်ထိုင်အောင်စစ်စီရင်နာမည်ပေးတယ်ရတယ်ပြီးကိစ္စမရှိဘူးအခုကိုမြင့်ဆောင်စစ်စီရင်ပြောတဲ့အတွက်အဲ့ဒီအညာကနေဖီပြောင်းနေထိုင်လာတဲ့လူတွေအိမ်ငှားနေဖို့တောင်မှ ကြောတခင်းသာနေရာနှားနေဖို့တော့ကိုမြင်ဆောင်ဖြစ်နေတဲ့အခက်ခဲဖြစ်တယ်။မိကလေးတွေဘဝကိုဘဝကိုအနာကလုံခြုံမှုရှိဖို့လောက်ကန်ခွင့်လဲရှာရင်တော့မှပပုံနေကကိုမြင်ဆောင်ကင်ထားရဲဆိုရင်လောက်ကန်ခွင့်လဲနေလိုက်တယ်။ဒီလိုမျိုးကိုမြင်ဆောင်တွေကိုလုပ်ငန်းရှင်တွေကအလုပ်မပေးဘူးဆိုရင်လုပ်ငန်းရှင်တွေအမှမဟုတ်ခဲနဲ့အဲ့ဒီကိုမြင်ဆောင်အကုန်လုံးဒုက္ခရောက်အောင်ကိုမြင်ဆောင်စစ်စင်ကြီးလို့နံပါတ်ပေးထားတဲ့အကြံဖတ်သမားကြီးအကြောင်းမှဖြစ်တယ်။